ုတ်တလုံနေပေါ့ဟုတ်ကဲ့ဟောဘာဖြစ်လို့လုံနေတာလဲဆရာငွေတွေကျန်လို့ဆရာငွေတွေဆရာငွေတွေကျန်လို့ဟောဆရာငွေတွေကျန်လို့ပတ်စံတွေကျန်လို့ဟောမြန်မာလေးကပတ်စံတွေအများကြီးချီတာလေးသိန်းဟောအေးပေါ့နော်ပတ်စံတွေချီကြတာပေါ့ပတ်စံငါချီတာတူများအကျွေးကိုလည်းအဲဆက်ချင်တဲ့စိတ်ဖြစ်နေတာပေါ့နောက်အဲ့ဒီတတိယလည်းပြောပါတယ်သူ့ကိုပြောတယ်တဲ့ဟိုမစင်းနဲ့ရတယ်အလုံးနားလို့ပြောတယ်မလေးကမနားတာလေအမေကပတ်စံကြံလို့ပတ်စံလေးကြံလို့ ဒီပေါ်ပေါ့ဈေးဆိုင်မယ်လေဈေးဆိုင်မယ်လေအပြေးပြရမှာဆိုတော့ဈေးဆိုင်နေမှာလေကြည့်ပြရအောင်ပါဈေးဆိုင်မှာကြာဘယ်လောက်ပြရမှာလဲအေးတောင်းတော့လာပါပြရမှာဟုတ်ပြီအဲ့တော့ကျွေးတွေလည်းများနေတဲ့ခါကျတော့သူများရဲ့ပတ်စံကလည်းဟိုမဆက်ရရင်မနေနိုင်တဲ့စိတ်တက်ကြောင့်ကျွေးဆက်ဖို့အတွက်ဒီကိုဝင်ရင့်မှိုင်းနဲ့အလုပ်လုပ်နေရတာပေါ့ဟုတ်ပြီလေအဲ့ဆိုရင်ဒီအလုပ်တွေမလုပ်ရအောင်တက်နိုင်ဆုံးကူညီပေးမယ်လေနော်အခုမွေးမယ်ဖွားမယ်ဆိုရင်ဒီမှာလေးကဘယ်မှာမွေးချင်တာလားဒီမှာပဲမွေးချင်တယ်ဒီမှာပဲမွေးချင်တာနော် ဒီမှာပဲမွေးချင်တယ်ဆိုတော့ကိုကဟိုနေ့ကမင်းသားပရိတ်တာနဲ့ပြောခဲ့တယ်ဟိုကစေယုံကိုတွားပြပါဆိုတာကိုတွားပြပေးလား by app ပဲပါစေယုံတွားခဲ့တယ်ဟုတ်အဲ့ဒါကျွန်တော်လက်မှတ်လေးတစ်ချက်ပြပေးပါလားနော်တော့ပဲအဲ့ဒါလက်မှတ်ဟုတ်ဟုတ်ဟောပဲအဲ့လိုက်ပေါ့ဒါနာမည်မစကူနဲ့ပဲရှိသေးတယ်လားတက်ကမစင်မိုးတဲ့စကူနဲ့ဟုတ်အော်ဟုတ်ပြီစီးလေပြလိုက်ဟုတ်ပြီဒါဆိုဘိုက်အက်သွားနေတာဒါဆိုကောင်းပါလေနော်အဲ့လိုမျိုးကျွန်တော်ကဖြစ်စေချင်တာဆေးရုံဆေးကန်းနဲ့ အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်အနေထားနဲ့ကနည်းနည်းလေးစိုးရိမ်ရတဲ့အပိုင်းလေးရှိနေတယ်လေဒီတစ်ပတ်သွားရမယ်တစ်ပတ်သွားမသွားမယ်နေနော်ဆက်ပြရဟုတ်ပြီဟုတ်ပြီကျွန်တော်ဟုတ်ပြီကျွန်တော်ဒီနေ့ခொနီရသားသမီးတွေကလေလှူထားပေးတယ်ရှိလို့ငါသားခொနီရသားသမီးတွေလှူထားပေးတယ်နော်လှူထားပေးတယ်သူတို့ဒါဘယ်လောက်လဲဆိုတာကြည့်လိုက်နော်စီးလာလားအဲ့မပြောင်းနေရတယ်ခင်ဗျာမကြည့်လေ တယ်အဲ့ဒီအဲ့လိုဆိုရင်စေးကိုစေးကမ်းမှာတော့ပြရတယ်ဆိုတော့စားကိုကြည့်တယ်တန်းတီးနော်ဟိုစားမှာစားလည်းရေးချာနော်ဟုတ်ပြီအဓိကအဲ့လိုပြစေချင်လို့လုပ်ပေးရနော်ပိုးစားကိုအခုမလေးစင်ပြောင်းလုပ်ပေးမယ်နော်အခုဒါကဖုန်ရသားသမီးတွေကစူပွားမိလှူဒန်းပေးထားတာလှူဒန်းပေးထားတာအော်ရည်တက်တယ်တက်ဆန်ရည်တက်မရည်တက်ဘူးရည်တက်တယ်အော်ဒါဆိုရင်ဒါဆိုရင်တသိန်းနော်တသိန်းဒါဆိုရင်3 3 4 5 6 7 8 9 10သိန်း9တန်းခွဲ့နော် အလုပ်တွေထပ်မလုပ်တော့လို့နော်ဟိုအတက်နိုင်ဆုံးအကူအညီပေးမယ်နော်ဟိုအလုပ်ကလုပ်လို့မရတော့ဘူးဟိုအလုပ်ရှင်ကိုလည်းအခုဝင်ပြောပြီးပါပြီမင်းသားပရိုက်တာနဲ့ညီနိုင်ဆောင်ရပါပြီအလုပ်ရှင်လည်းသဘောကောင်းတယ်သူ့ကိုအလုံနာခိုင်းပါတယ်သူကဟိုကအကျွေးပေးခြင်းနဲ့စိတ်နဲ့စားဖို့တာဖို့အတွက်အဆင်ပြေလို့ဆိုပြီးလုပ်တွေလုပ်နေရတာလို့ပြောတယ်တရင်တရင်တနေ့ပြောတာမဟုတ်သူကပြန်ပြောတယ်ဟုတ်တယ်အဲ့လိုအဲ့လိုပဲဟုတ်ဟုတ်ပြီအဲ့ဒါဆိုရင်အဲခொနီယာသားသမီးတွေကနေပြီးတော့ညီမလေးကို က်ဆောင်တို့တထုတ်လည်းထည့်ပေးလိုက်သေးတယ်အဲ့လက်ဆောင်လေးကိုတွေ့သွားရင်လည်းညီမလေးခွန်အားရှိရှိနဲ့ညီမလေးရဲ့ရင်သွေးလေးကိုအောင်မြင်စွာမျိုးဖွားနိုင်မှာပါဆိုပြီးတော့လေလက်ဆောင်ပစ္စည်းတထုတ်ထည့်ပေးလိုက်တယ်နော်ဗာလေးလေးဆိုတော့ဆက်ကြည့်လိုက်နော်ဗာလက်ဆောင်တို့လည်းဆိုတော့ဖြည့်ကြည့်လိုက်နော်အဲ့ဆက်ကြလိုက်စီဗာလေးဆက်ကြည့်ပါအောင်ထုတ်ကြည့်ပါအောင်မလောက်လိုက်哇，压抑吧了。 ဘယ်လောက်လဲသိလားဟွန်းခုနပတ်စံကြီးတက်တယ်ဆိုအဲ့ဦးနေရတယ်လို့လက်မြည်ကြီးတက်ဟုတ်ညမြည်တက်တော့ဟောဗျာအကိုကြီးတက်မယ်နော်ဒီမှာ1 2 3 4 5 6 7 8 9 10 1,2,3,4,5,6,7,8,9,10ဆိုတာဒီထဲမှာလည်း30ရှိတယ်ဒီထဲမှာ30ရှိတယ်ဒီထဲမှာက3,900ကျွဲနေဆိုရင်23,900ကျွဲဆိုရင်ညီမလေးအလုံးနားလို့ရပြီလား ်ဆက်ပြီနော်ကလေးမလေးရောအဆင်ပြေပြီလားပြေပြီနော်အဲ့ဒါဆိုရင်မင်းသားဗရိုက်တာနဲ့ခொနရသားသမီးတွေပြောတဲ့အတိုင်းပဲဒီမှာလေးအလုပ်လဲနိုင်ရမယ်အဲကလေးမွေးဖို့အတွက်ခွန်အားတွေလဲခွန်အားဖြစ်စေမဲ့စားသားတွေလဲစားရမယ်အဲဘယ်လိုဘယ်လိုပြောမလဲဆိုတော့ဟိုဒီလိုပြင်မမတ်နေတော်လို့လို့မရတော့နော်ဟုတ်ပြီအဲ့ဒါအဲ့ဒါတွေကိုလူထမ်းပေးထားတဲ့လူရှင်လေးတွေကိုဖတ်ကြားပေးမယ်နော်အဲညီမလေးကိုလူတန်းပေးတဲ့လူရှင်တွေကကြတော့ 14ရက်2လ2025တွင် ကြာရောက်မဲ့မလလက်ဖြိုးရဲ့မွေးနေ့အလူဆိုပြီးတော့ဒီ14ရက်2လ2025တွင်ကြာရောက်တဲ့မလလက်ဖြိုးမွေးနေ့အလူဆိုပြီးတော့သူကနောက်တဲ့3ရက်လောက်နေသူမွေးနေ့ကြမှာလေအဲ့ဒါအလူငွေ9သိန်းလူပေးတယ်ကိုတက်မင်းမောင်မဆွင်းလက်ကပြမိသားစုကနေပြီးတော့အလူငွေ3သိန်းလူပေးတယ်ထန်းရောက်မတင်မိုးလိုင်ကနေ9000ကိုကြော်ကြော်နိုင်မတ်တရဖီတာကောင်းခန့်နိုင်မိသားစုက9000 ကိုဂရီဟန်မဆက်ဆန်းအင်္ဂလန်နိုင်ငံကနေပြီးတော့နှစ်သိန်းခိတဂျပန်နေကိုအောင်ဆန်းလင်းမနှင်းယူလိုင်သူကနေပြီးတော့သူတို့ကသူတို့မိသားစုပေါ့နော်ခိတဂျပန်ကိုအောင်ဆန်းလင်းထွန်းအဲကိုအောင်ဆန်းလင်းမနှင်းယူလိုင်မိသားစုကနေ3သိန်းမမျက်နိုးထိုင်းနိုင်ငံဘန်ကောက်ကနေ3သိန်းကွယ်လွန်သူမိဘနှစ်ပါးအားယူစု၍ညီမလေးမြင့်မြတ်ခံရနေ2သိန်းမထိုက်သူဆန်ကနေပြီးတော့တသိမ်းမသူစာခိုင်ခိတ္တစင်ကာပူကနေပြီးတော့တသိမ်းကိုအောင်မျိုးမင်း မချိုမိသားစုခိတထိုင်းနိုင်ငံကနေပြီးတော့တသိန်းကိုမင်းအောင်တာမညာကနေပြီးတော့3000မြန်မာလေးဖူးပွင့်အောင်ကနေပြီးတော့9000ဖြူးမျိုးကအကိုတယောက်ကနေပြီးတော့9000တက်ဖြိုးကနေပြီးတော့9000မခင်မြင့်မြတ်ထူးကနေပြီးတော့15000ဆိုပြီးတော့စုစုပေါင်း20တသိန်း9000တန်းပြီးတော့เนาะအဲ့လိုတွေပတ်စံအများကြီးရရခဲ့ဆိုတော့မြန်မာလေးရင်းနေမှာဘယ်လိုခံစားရလဲပြောရတော့ပေါ့ပြောရတာပေါ့အဲ့လိုကြီးကြီးရလိုက်မယ်ရောချင်းထားသေးလားအိမ်မက်တွေပါနေမှာပို့လား ဒီမန်လေးရဲ့ဘဝမှာအများဆုံးပတ်စံငွေမှာဘယ်လောက်ကင်မှုလဲ3သိန်းပဲကင်မှုတယ်ဒါကိုလုံးကိုဘကိုလုံးမကိုကင်ရတာကိုမလုံးကိုမကင်ရတာဟုတ်ပြီဟုတ်ပြီပြောမှဆိုရင်အဲ့ကိုရဲ့လောက်အားကဒီသက်19ကိုနှစ်အရွယ်ကြီးကအများဆုံးပတ်စံက5သိန်းကြီးကင်မှုတယ်ပေါ့အများဆုံး5သိန်းဆိုတာကင်မှုလားကင်မှုတယ်မိဘတွေမိဘတွေပေးတယ်ပြီးတယ်ဟုတ်အင်းဟုတ်ပြီနော်5သိန်းကြီးကင်ရဘူးလေနော်ဒါပေမဲ့အခုကျတော့ဒီမျိုးငွေမောင်း23သိန်း9000ခွဲဆိုတာဘဝမှာတခါမကင်ဘူးဟုတ်အဲ့ကျတော့အခု ဒီရင်သွေးလေးကိုအစင်ပြေချောမွေးစွာနဲ့မွေးပေးပါနော်ဟိုခုနရသားသမီးတွေကမေတ္တာနဲ့ကူညီတာလေသူတို့ရဲ့စကားလေးတွေကိုလည်းနည်းနည်းလိုက်နာပေးနော်ဟုတ်ပြီအဲ့ဆိုရင်ဟိုဘက်ကိုကြည့်ပြီးတော့ခုနရသားသမီးတွေကိုကျေးဇူးတင်ဆုတောင်းစကားလေးပြောပြပါနော်ကျေးဇူးတင်ပါတယ်မျိုးသမီးတွေဒုက္ခရလို့ကူညီပေးတဲ့လူတွေလူနိုင်ပါစေကြားကမ်းနိုင်ပါစေ ုတ်ပြီအဲဆိုရင်ကျွန်တော်ကဒီကလေးမလေးရဲ့ကိုစားအဲခொနီရတာသမီများကိုအထူးပင်ကျေးဇူးတင်စီပါခင်ဗျာအားလုံးလည်းအစီအစဉ်ချုံးကြပါစီဒီကလေးမလေးကိုကျွန်တော်တို့အတက်နိုင်ဆုံးဘယ်လိုပြောမလဲဒီကလေးကလေးမွေးပြီးသွားတဲ့အထိတက်နိုင်ဆုံးကျွန်တော်တို့မင်းသားပရိုက်တာနေပြီးတော့ထိမ့်သိမ့်တက်နိုင်ဆုံးထိမ့်သိမ့်ဆောက်ရှောက်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်အားလုံးကျေးဇူးတင်ပါတယ်